ပေလေးရကျော်မြင့်တဲ့မဟာပိရမစ်စပင်ရုပ်ထုကြီးနဲ့ဒီဂီဇာကုန်းမြင့်ကြီးတစ်ခုလုံးကရေခဲခေတ်ပြတ်သုံးခြင်းနဲ့မှရေအောက်ကိုအချိန်တော်ကြာအောင်နစ်မြုပ်နေခဲ့ပါတယ်ဒီတပ်ပုံလေးကိုတိကျကြည့်ကြည့်ပါပိရမစ်ရဲ့ထိပ်ဖျားပိုင်းနဲ့စပင်ရုပ်ထုမှာရေတိုက်စားထားတဲ့ဒဏ်ရာတွေကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်မဟာပိရမစ်စပင်ရုပ်ထုကြီးအပါအဝင်ဒီဂီဇာကုန်းမြင့်ကြီးတစ်ခုလုံးက ရေအောက်ကိုအချိန်တော်ကြအောင်နင်းမြုပ်ခဲ့ရဆိုတဲ့ယူဆချက်ကိုတွင်တွင်ကြဲကြဲပြောလာကြပါတယ်။ဒေသခံတွေမှာကလည်းရေလွှမ်းမှုမှုနဲ့ပတ်သက်တဲ့ဒဏ္ဍာရီတချို့ရှိနေတာကြောင့်လည်းပါပါတယ်။ဒါပေမဲ့ပေ900နီးပါးမြင်းနဲ့မဟာပိရမစ်ကြီးကရေမြုပ်သွားဖို့ရာလုံးဝကိုမဖြစ်နိုင်ပါဘူး။ပထမဆုံးသူတွေတီတွေကကျွန်တော်ခုနကပြခဲ့တဲ့ဒဏ္ဍာရီကိုသတိပြုမိခဲ့ပါတယ်။ဒါပေမဲ့ဒီပိရမစ်ကြီးက Granite လိုမျိုးအင်မတန်မာကျောတဲ့ကြောက်တုံးတွေနဲ့တိဆောက်ထားတာကြောင့် အလွယ်တကူဒဏ်ရာဒဏ်ချက်တွေဖြစ်မလာနိုင်ပါဘူး။ဒါကြောင့်သူတို့ကဒီပိရမစ်ကြီးရင်းနှီးမြှုပ်ခဲ့တာယာစုနှစ်တစ်ခုစာလောက်တော့ရှိရမယ်လို့ယုံကြည်ခဲ့ပါတယ်။ဆက်ပြီးလေးလာလိုက်တဲ့အခါဒီထဲကနေစားခဲတွေကိုထပ်ပြီးတွေ့ရပါသေးတယ်။ရင်းနှီးမြှုပ်ပြီးရေတွေပြန်ကျသွားတဲ့အခါကြံခဲ့တဲ့ပင်လေရီတွေကပိရမစ်ထဲကအပူချိန်ကြောင့်စားတွေဖြစ်သွားတာလို့ယူဆခဲ့ပါတယ်။ဒါတွေမကသေးပဲစပင်းရုပ်ထုကြီးဘေးကနေကြောက်ဖြစ်ရုပ်ကျွန်းတစ်ခုကိုတွေ့ခဲ့ရပါတယ်။ အဲ့ရုပ်ကျွင်းကစူးပါတဲ့ပင်လယ်နီတရဝါတကောင်ဖြစ်ပြီးတော့ပင်လယ်ရေတိမ်ပိုင်းမှာကျက်စားလေးရှိပါတယ်။ဒီအချက်၃ချက်ကိုအခြေခံပြီးဂီဇာကိုမြင်ကြီးတစ်ခုလုံးကရေနှင်းမြုပ်ခဲ့တယ်ဆိုပြီးတော့ယုံကြည်နေကြပါတယ်။ဒါပေမဲ့အီဂျီရှီယောင်ပစ္စည်းများဆိုင်ရာဝန်ကြီးဟောင်းကတော့ဒီဒဏ်ရာတွေကနှစ်ပေါင်းများစွာရွာသွန်းနေခဲ့တဲ့မူးယည်ရဲ့တိုက်စားမှုနဲ့အပူချိန်ပြင်းထန်ခြင်းကြောင့်သာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တွေ့ရတဲ့စားတွေကလည်းပီရမစ်တည်ဆောက်ရာမှာ ရောနောပါဝင်နေတဲ့ထုံးကြောက်တီကြောင့်သာဖြစ်ပါတယ်။တကယ်တော့ကြောက်ဖြစ်ရုပ်ကျွန်းတွေကိုလည်းတက်တန်းကိုစမ်းသပ်ကြည့်လိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကရှိနေခဲ့တယ်ဆိုတာကိုသိကြရပါတယ်။ဒီချစ်တွေကပိရမစ်တွေတည်ဆောက်ဖို့ကြောက်တုံးတွေကိုတည်တဲ့အခါမှာမထင်မှတ်ပဲပါလာခဲ့တာပါ။နောက်ပြီးဒီပိရမစ်ကြီးသာရေမြုပ်သွားခဲ့ရင်တေချာပေါက်ကိုင်ရိုမြို့တစ်ခုလုံးကလည်းနင်းမြုပ်သွားခဲ့ရမှာပါ။လူတွေဆုံးမှုပျက်စီးဆုံးရှုံးမှုကိုအကြီးအကျယ်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ကိုင်ရိုမာကရေကြီးရေရှမ်းမှုနဲ့ပတ်သက်တဲ့ဘာသဲလွန်စားကိုမှမတွေ့ခဲ့ရပါဘူး။ဒါကြောင့်ပညာရှင်တွေကဒီအချက်၃ချက်ဟာအခြေမြစ်မရှိခဲ့ဘူးလို့ယူဆပါတယ်။အရေးကြီးဆုံးကတော့ဒီပိရမစ်တွေကိုနင်းမြုပ်စေနိုင်လောက်အောင်များပြားတဲ့ရေပမာဏမရှိလို့ပါ။မြောင်းဘက်မှာမြေထဲပင်လည်းရှိတယ်ဆိုပေမဲ့ဂီဇာကုန်းမြင့်ကနေ132မိုင်ဝေးပါတယ်။အရှေ့ဘက်မှာရှိတဲ့ပင်လယ်နီကလည်းမိုင်80လောက်ဝေးပါတယ်။ ဒီလိုမျိုးပင်လယ်နှစ်ခုကြားမှာရှိနေခဲ့ရင်တောင်ဂီဇာကုန်းမြင့်ကပင်လယ်ရေမျက်နှာပြင်အထက်ပေ200နီးပါးမြင့်ပါလေဂီဇာကုန်းမြင့်ကပေ900နဲ့ပါပေါင်းလိုက်ဒီပင်လယ်နှစ်ခုကနေဘလောက်ပဲရေကြီးရေကြီးဂီဇာကုန်းမြင့်ထီကိုရောက်လာကြအကြောင်းမရှိပါဘူးဒီ900လောက်ထီလည်းတက်မလာနိုင်ပါဘူးဒါပေမဲ့ကမ္ဘာသမိုင်းထဲမှာတော့ပေ400လောက်ထိမြင့်တက်ခဲ့တဲ့အကြီးအကျယ်ရေကြီးရေရှောင်မှုတခုရှိခဲ့ပါတယ်။ဒါကိုရေခဲခေတ်ပြတ်သုံးခြင်းလို့လည်းခေါ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း12000လောက်ကရေခဲတွေအကြီးပြောပြီးဒီလောက်ထိကြီးမားတဲ့ရေလွမ်းမှုမှုကြီးဖြစ်ပေါ်လာခဲ့တာပါတချို့ကလည်းဒီရေခဲတွေဒီလောက်ထိအရှိန်အဟုန်ပြင်းပြင်းနဲ့အကြီးပြောသွားတာက ကောင်းရင်ပေါ်ကဂျိုတင်တစ်ခုပြုတ်ကျလာတာကြောင့်လို့ဆိုပါတယ်ဒါကြောင့်ဒီရေလွမ်းမှုမှုကို Divine Flow နတ်ဘုရားရဲ့ဖြည့်ဆည်းခြင်းရေလွမ်းမှုမှုလို့လည်းခေါ်ခဲ့ကြပါတယ်ဒါပေမဲ့ဒီဂျိုတင်ပြုတ်ကျမှုကိုတော့အတိအကျအသက်တည်ပြနိုင်တာမျိုးမဟုတ်ပါဘူးဒီအချက်ကိုအခြေခံပြီးတော့ပိရမစ်တွေကို လူသားတွေတိဆောက်ခဲ့တာမဟုတ်ဘူးလို့ယုံကြည်သူတွေကဒီပြည်နှမတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း4500လောက်ကလေးကရှိခဲ့တယ်။ရေခဲခဲ့ပြတ်သုံးခြင်းထဲမှာသူကလည်းရေလွှမ်းမှုမှုကိုခံစားခဲ့ရတယ်လို့ပြောဆိုလာပါတယ်။ဒါပေမဲ့ပြည်နှမတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း4500လောက်ကဖာလိုဘီယန်တွေရဲ့ဂူသင်းကြိုင်အဖြစ်တိဆောက်ခဲ့တယ်ဆိုတာကိုအားလုံးကလည်းလက်ခံကြသလိုအထောက်အထားတွေကိုလည်းတွေ့ခဲ့ရပါတယ်။နောက်ဆုံးအနှစ်ချုပ်လိုက်မဟာပြည်နှမ စပင်ရုပ်ထုကြီးနဲ့ဂီဇာကုန်းမြေတခုလုံးရေလွှမ်းမိုးခဲ့တယ်ဆိုတာကလုံးဝကိုမဖြစ်နိုင်ပါဘူး